ရှုနာစင်တနစ်တာနှုတ်ကပတ်တမကြာအစီအစဉ်မှာကြိုဆိုပါရစေ။ဒီကနေ့ဖတ်ရှုနာစင်ရမယ်နှုတ်ကပတ်တမကျမ်းစာတော်မြတ်ကတော့ရှင်ယောဟန်ခရစ်ဝင်အခန်းကြီး73မှ95ချီဖြစ်ပါတယ်။ရှင်ယောဟန်ခရစ်ဝင်အခန်းကြီး73ပတ္တခာပွဲမခံမီ၌ယေရှုသည်ဤလောကမှာခမည်းတော်ထံသို့ပြောင်းရသောချိန် ရောက်သည်ကိုသိတော်မူသည်ဖြစ်၍ဤလောက၌ရှိသောမိမိလူတို့ကိုချစ်တော်မူသောကြောင့်အဆုံးတိုင်အောင်ချစ်တော်မူ၏ကိုတော်ကိုအနံမိအကြောင်းမာနသည်ရှိမုံဤသာယူဒရှကယုတ်၏စိတ်နှလုံး၌အကြံပေးသွင်းနေသည်ထိုအခါညစာကိုစားကြစဉ်ခမည်းတော်သည်အလုံးစုံတို့ကို သူဤလက်သို့ အပ်ပေးတော်မူသည်ကို၎င်းသူသည်ဖျားသခင်ထံတော်မှ ထွက်လာသည်ကို၎င်းဖျားသခင်ထံတော်သို့ကြွသွားမည်ကို၎င်းယေရှုသည်တည်တော်မူသည်နှင့်ဇပွဲမှထ၍ဝတ်လုံတော်ကို ချုပ်ပြီးလင်ပဝါကိုယူ၍ခါကိုစီးတော်မူ၏ထို့နောက်မှ ရေကိုအင်တုံ၌လောင်း၍တပည့်တော်တို့၏ခြေကိုဆေးပြီးမှ ခား၌စီသောပဝါနှင့်တုတ်တော်မူ၏ရှိမုံပေတရုစီတို့ရောက်တော်မူသောအခါထိုတပည့်တော်ကသခင်ကိုတော်သည်အကျွန်ုပ်၏ခြေကိုဆေးတော်မူမည်လောဟုမေးလျှောက်၏ယေရှုကလည်းသင်သည်ငါပြုတော်အမှုကိုယခုနားမလည်သည်နောက်မှသိလိမ့်မည်ဟုမိန့်တော်မူ၏ပေတရုကလည်းကိုတော်သည်အကျွန်ုပ်၏ခြေကို အလင်းဆေးတော်မူမူရဟုလျှောက်၏ယေရှုကလည်းသင်ကိုငါမဆေးရလျင်သင်သည်ငါနှင့် မဆက်ဆံရဟု မိတ်တော်မူ၏ရှီမုန်ပေတရုကလည်းအကျွန်ုပ်၏ခြေကိုသာမဆေးပါနှင့်လက်ကို၎င်းဥကောင်းကို၎င်းဆေးတော်မူပါဟုလျှောက်ပြန်၏ယေရှုကလည်းရေချိုးပြီးသောသူမြည်သည်က ခြေဆေးခြင်းမှတပါဆေးရသောအကြောင်းမရှိတကိုယ်လုံးစင်ကြယ်၏တင်တို့သည် စင်ကြယ်တော်လဲအချို့မစင်ကြယ်ဟု မိတော်မူ၏ကိုရောကို အနံမည်သူကိုတည်တော်မူသောကြောင့်တင်တို့တွင် တချို့မစင်ကြယ်ဟု မိတော်မူတည်းထို့သောသူတို့၏ခြေကိုဆေးတော်မူပြီးမှတဖန်ဝုတ်လုံးကိုဝုတ်၍လျောင်းတော်မူလျက် သင်တို့၌ငါပြုခဲ့သော အမှုကို နားလေကြသလောသင်တို့သည်ငါကိုအရှင်ဖျားဟူ၍၎င်းသခင်ဟူ၍၎င်းခေါ်တတ်ကြ၏ထိုစကားလည်းဟုတ်မှန်သောစကားဖြစ်၏အကြောင်းမူကားသင်တို့ခေါ်ကြသည့်အတိုင်းငါပန်၏ငါသည်သခင်ဖြစ်လျက်အရှင်ဖျားလည်းဖြစ်လျက်နှင့်သင်တို့၏ခြေကိုဆေးလျင် ပင်တို့သည်အချင်းချင်းတို့ဤခြေကိုဆေးရကြပြီငါသည်တင်တို့၌ပြုတကဲ့သို့တင်တို့သည်ပြုစီခြင်းက ပုံသက်တွေကို ပြခဲ့ပြီငါအမှန်ကန်ဆိုသည်ကကျွန်သည်တခင်ထက်သာ၍ကြီးမြတ်သည်မဟုတ်တမန်သည်လည်းဆေလွတ်သောသူထက်သာ၍ကြီးမြတ်သည်မဟုတ်အီယာများကိုတင်တို့သိ၍ တည်သည့်အတိုင်းချင်းလီမင်္ဂလာရှိကြ၏သင်တို့ရှိသမျှကိုငါရည်မှတ်၍ပြောသည်မဟုတ်ငါရွေးကောက်သောသူတို့ကိုငါသိ၏ကျမ်းစာချက်ပြည့်စုံစေမိကြောင်းငါနှင့်တူစားသောသူသည်ငါကိုခြင်နှင့်ကြောက်သည်ထိုအမှုရာရောက်သောအခါငါသည်ဤမိသောသူဖြစ်သည်ကိုသင်တို့သည်ယုံကြည်စေခြင်းငါ မရောက်မီယခုပင်တင်တို့အားငါပြောနေပြီငါအမှန်ကန်ဆိုသည်ကငါစေလွတ်သောသူကိုလက်ခံသောသူသည်ငါကိုလက်ခံ၏ငါကိုလက်ခံသောသူသည်ငါကိုစေလွတ်တော်မူသောသူကိုလက်ခံသည်ဟု မိတ်တော်မူ၏ထို့သောယေရှုသည် မိတ်တော်မူပြီးမှစိတ်နှလုံးတော်ပူပန်ခြင်းရှိ၍ငါအမှန်ကန်ဆိုသည်ကား တင်တို့တွင်တစုံတယောက်သောသူသည်ငါကို အနံလိမ့်မည်ဟုတတ်သိခံလျက်မိတော်မူ၏အဘယ်သူကိုရည်ဆောင်၍မိတော်မူသည်ကိုတပည့်တော်တို့သည်တွေးတော်ခြင်းရှိသဖြင့်အချင်းချင်းတယောက်ကိုတယောက်ကြည့်ရှုကြ၏ယေရှုချစ်တော်မူသော တပည့်တော်သည်ယင်တွင်တော်နာမလျောင်းသဖြင့်အဘယ်သူကိုရည်ဆောင်၍မိတော်မူသည်နည်းဟုမေးစေခြင်းက ရှိမုန်ပေတရုသည် ထိုတပည့်တော်ကို အမတ်ပေး၏ထိုတပည့်တော်သည်ယေရှု၏ယင်တော်ကိုမြည်၍လျောင်းနေလျက်သခင်အဘယ်သူနည်းဟုရှောက်၏ယေရှုကလည်းဤမုတ်တလုတ်စာကိုငါနှစ်၍ပေးသောသူ ဖြစ်၏ဟုမိတော်မူပြီးလျင် မုတ်တလုတ်စာကိုနှစ်ပြီးမှ ရှိမုန်ဤသားယူဒရှကယုတ်အား ပေးတော်မူ၏ထိုသူသည်မုတ်တလုတ်စာကိုခံပြီးမှစာတန်သည်သူ့ထဲသို့ဝင်လေ၏ယေရှုကလည်းသင်ပြုရသောအမှုကိုအလင်းအမြန်ပြုလောဟုထိုသူအားမိတ်တော်မူ၏အဘဲကြောင့်ထိုသူမိတ်တော်မူသည်ကိုစပွဲ၌လျောင်းသောသူတို့တွင်အဘဲသူမျှမသိအချို့တို့ကယူဒရှကာယုတ်သည်ငွေအိတ်ကိုဆောင်သောကြောင့်ဤပွဲ၌ ငါတို့သုံးစရာအဖို့ကိုဝယ်လောဟူ၍၎င်းသို့မဟုတ်ဆင်းရဲသောသူတို့အားတစုံတစ်ခုကိုပေးလောဟူ၍၎င်းယေရှုမိတ္တုံမူသည်ဟုထင်မဲ့ကြ၏ယူဒရှကာယုတ်သည်မုတ်တလုံးစာကိုခံပြီးမှချက်ချင်းထွက်သွား၏ထိုချိန်ကညချိန်ဖြစ်၏ထိုသူသွားသည့်နောက်ယေရှုကယခုတွင်လူသားသည် ဘုံထင်ရှားခြင်းရှိသည်ဖြစ်၍ဖျားသခင်သည်လည်းလူသားအဖြစ်ဘုံတော်ထင်ရှားခြင်းရှိ၏ဖျားသခင်သည် လူသားအဖြစ်ဘုံတော်ထင်ရှားခြင်းရှိလျင်ဖျားသခင်သည် ကိုရော်တိုင်အဖြစ်သူ၏ဘုံကိုထင်ရှားစေတော်မူလိမ့်မည်ကာလမကြာမမြင့်မီသူ၏ဘုံကိုထင်ရှားစေတော်မူလိမ့်မည်ချစ်သားတို့ငါသည်သင်တို့နှင့်အတူခဏသာ နေရ၏။တင်တို့သည်ငါကို ရှာကြလိမ့်မည်။ငါသွားရအရက်သို့တင်တို့မရောက်နိုင်ကြဟုယူဒလူတို့အားငါပြောတကယ်သို့ယခုတင်တို့အားငါပြော၏။တင်တို့သည် အချင်းချင်းတယောက်ကိုတယောက်ချစ်ကြလော။ငါသည်တင်တို့ကိုချစ်သည့်နိတုအချင်းချင်းချစ်ကြလောဟုပြညတ်သိကိုငါပေး၏ သင်တို့သည်အချင်းချင်းချစ်ကြလျင်လူပေါင်းတို့သည်ထိုမေတ္တာကိုထောက်၍သင်တို့သည်ငါ၏တပည့်ဖြစ်သည်ကိုသိကြလိမ့်မည်ဟုမိတ်တော်မူ၏ရှိမုန်ပေတရုကသခင်ကိုယ်တော်သည် အပေရက်သို့ကြွတော်မူမည်နည်းဟု မေးလျှောက်လျင်ယေရှုကငါသွားရာရက်သို့သင်သည်ယခုမလိုက်နိုင် နောက်မှလိုက်ရလိမ့်မည်ဟု မိတ်တော်မူ၏ပေတရုကလည်း တခင်အကျွန်ုပ်သည်ကိုရောနှင့်အတူအဘဲကြောင့်ယခုမလိုက်နိုင်သနီကိုရောအဖို့အကျွန်ုပ်၏အသက်ကိုစွန့်ပါမည်ဟုပြောလျင်ယေရှုကငါအဖို့သင်အသက်ကိုစွန့်မည်လောငါမှန်ကန်ဆိုသည်ကကြက်မတုံမီသင်သည်သုံးချိန်မြောက်အောင်ငါကိုညင်းပယ်လိုက်မည်ဟု မိတ်တော်မူ၏ရှင်ယောဟန်ခရစ်ဝင်ခန်းကြီး၁၄ တပန်တုံယေရှုက သင်တို့စိတ်နှလုံးပူပန်ခြင်းမရှိစေနည်းဖရာသခင်ကိုယုံကြည်ကြလော့ငါကိုလည်းယုံကြည်ကြလော့ငါအဖအီအိမ်တော်၌နေစရာအခန်းအများရှိ၏သုံးမုတ်လီမဟုတ်ကြောင်းကို သင်တို့အားငါမပြောပေမနည်းသင်တို့နေစရာအရက်ကိုပြင်ဆင်ခြင်းငါငါသွားရ၏ငါသည်သွား၍သင်တို့နေစရာအရက်ကိုပြင်ဆင်ပြီးမြတ်တဖန်လာပြန်၍ ငါရှိရာရ၌တင်တို့ရှိစီခြင်းကတင်တို့ကိုငါထံသို့သိမ်းဆဲမိငါသည်အပေရက်သို့သွားသည်ကို၎င်းလမ်းခီးကို၎င်းတင်တို့သိကြ၏ဟုမိတ်တော်မူ၏သောမကလည်းသခင် ကိုတော်သည်အပေရက်သို့သွားတော်မူသည်ကို အကျွန်ုပ်တို့မသိသည်ဖြစ်၍လမ်းခီးကိုအပေသို့သိနိုင်ပါမည်နည်းဟုပြောလျှင် ယေရှုကငါသည်လမ်းခီးဖြစ်၏တမန်တရားလည်းဖြစ်၏အသက်လည်းဖြစ်၏ငါကိုအမိမပြုလျင်အဘယ်သူမျှခမည်းတော်ထံသို့မရောက်ရာသင်တို့သည်ငါကိုသိလျင်ငါခမည်းတော်ကိုမသိဘဲမနေရကြယခုမှစ၍ခမည်းတော်ကိုသိမြင်ကြ၏ဟုမိတ်တော်မူ၏ဖိလိပ္ပုကလည်း သခင် ခမည်းတော်ကိုကျွန်ုပ်တို့အားပြတော်မူပါထိုတို့ပြတော်မူလျင်ကျွန်ုပ်တို့အလိုပြည့်စုံပါမည်ဟုလျှောက်လျင်ယေရှုကဖိလိပ္ပုဤမြကာလပတ်လုံးငါသည်သင်တို့နှင့်အတူရှိပြီးမှသင်သည်ငါကိုမသိသေးသလားငါကိုမြင်တော်သူသည်ခမည်းတော်ကိုမြင်၏သို့ဖြင့်လျှင်ခမည်းတော်ကိုအကျွန်ုပ်တို့အား ပြတော်မူပါဟုတင်းဒီအပေတို့ဆိုရသည်နီငါသည်ခမည်းတော်၌ရှိသည်ကို၎င်းခမည်းတော်သည်ငါ၌ရှိတော်မူသည်ကို၎င်းမယုံသလောငါဟောပြောသောစကားကို ကိုအလိုလျောက်ငါဟောပြောသည်မဟုတ်ငါပြုသောအမှုတို့ကိုကငါ၌တည်နေတော်မူသောခမည်းတော်သည် ပြုတော်မူ၏ငါသည်ခမည်းတော်၌ရှိသည်ကို၎င်း ခမည်းတော်သည်ငါ၌ရှိတော်မူသည်ကို၎င်းယုံကြလော့ငါစကားကိုမယုံလျင်ငါအမှုတို့ကိုထောက်၍ယုံကြလော့ငါမှန်ကန်ဆိုသည်ကားငါကိုယုံကြည်တော်သူသည်ငါပြုသောအမှုတို့ကို ပြုလိုက်မည်ထိုအမှုတို့ထက်သာ၍ကြီးသောအမှုတို့ကိုလည်းပြုလိုက်မည်အကြောင်းမူကားငါသည်ခမည်းတော်ထံသို့သွား၍ တင်တို့သည်ငါဤနာမကိုအမည်ပြုလျက်စူတောင်းသည်။အတိုင်းငါပြုမည်။အကြောင်းမူကားခမည်းတော်သည်သားတော်အဖြစ်ဘုံတော်ထင်ရှားတော်မူခြင်းရှိမည်အကြောင်းသည်တင်တို့သည်ငါဤနာမကိုအမည်ပြု၍တစုံတစ်ခုသောစုကိုတောင်းလျင်တောင်းသည့်အတိုင်းငါပြုမည်။ငါကိုချစ်လျင်ငါပညာတို့ကိုစောင့်ရှောက်ကြလော့။ငါသည်ခမည်းတော်ကိုတောင်း၍ခမည်းတော်သည် တမာတရားကိုပြသောဝိညာဉ်တော်ဒီဟုသောတပါသောဥပဇေစီယာကိုသင်တို့နှင့်အတူ အစင်မပြတ်တည်နေစေခြင်းကသင်တို့အားပေးတော်မူမည်ထိုဝိညာဉ်တော်ကို လောကီသားတို့သည် မသိမမြင်သောကြောင့်မခံမယူနိုင်ကြ ထိုဝိညာဉ်တော်သည်သင်တို့နှင့်အတူတည်နေ၍သင်တို့၌ရှိတော်မူသောကြောင့်သင်တို့သိရကြ၏ ငါသည်တင်တို့ကိုမိပါမဲ့ဖြစ်စေခြင်းကဆုံးပြည့်သည်မဟုတ်တင်တို့စီတို့လာအုံးမီခဏကြာပြီးမှ လောကီသားတို့သည်ငါကိုမမြင်ရကြတင်တို့မူကားမြင်ရကြလိမ့်မည်ငါသည် အသက်ရှင်သောကြောင့်တင်တို့သည်လည်းအသက်ရှင်ရကြလိမ့်မည်ငါသည် ခမည်းတော်၌ရှိသည်ကို၎င်းတင်တို့သည်ငါ၌ရှိသည်ကို၎င်း ငါသည်တင်တို့၌ရှိသည်ကို၎င်းထိုနေ့၌တင်တို့သည်သိရကြလိမ့်မည်ငါပညာတို့ကိုရ၍စောင့်ရှောက်တော်သူသည်ငါကိုချစ်တော်သူဖြစ်၏ငါကိုချစ်တော်သူကိုငါကမီးတော်သည်ချစ်တော်မူမည်ငါသည်လည်းထိုသူကိုချစ်၍သူ့အားကိုယ်တိုင်ထင်ရှားမည်ဟုမိတော်မူ၏ယူဒရှကာယုံမဟုတ် အခြားသောယူဒကသခင်ကိုတော်သည် လောကီသားတို့အားမထင်ရှားပဲအကျွန်ုပ်တို့အားအဘယ်တို့ထင်ရှားတော်မူမည်နည်းဟုမေးလျှောက်၏ယေရှုကလည်းငါကိုချစ်တော်သူသည်ငါစကားကိုနားထောင်လိမ့်မည်ငါခမည်းတော်သည်ထိုသူကိုချစ်တော်မူသည်ငါတို့သည်လည်းသူစီတို့ကြွ၍နေရာချမည်ငါကိုမချစ်တော်သူသည်ငါစကားကိုနားမထောင် သင်တို့ ကြားသောစကားသည်ငါစကားမဟုတ်ငါကိုစေလွတ်တော်မူသော ခမည်းတော်၏စကားတော်ဖြစ်၏ငါသည် သင်တို့နှင့်အတူရှင်းစဉ်တွင်ဤစကားကို ပြောခဲ့ပြီးခမည်းတော်သည်ငါအတွက်ကြောင့်စေလွတ်တော်မူသော ဥပစေစရာသည်ဟုသောတန်ရှင်သောဝိညာဉ်တော်သည် သင်တို့အားခတ်သိမ်းသောအရာတို့ကို ပြသသွန်သင်တော်မူ၍ ငါပြောခဲ့သမျှသော စကားတို့ကို မမိသောညံကို သင်တို့အားပေးတော်မူမီညီသက်ချင်းကို သင်တို့၌ငါထားခဲ့၏ငါဤညီသက်ချင်းကို သင်တို့အားငါပေး၏လောကီသားတို့ပေးသကဲ့သို့ငါပေးသည်မဟုတ်သင်တို့စိတ်နှလုံးပူပန်ခြင်းစိုးရိမ်တုန်လှုပ်ခြင်းမရှိစေနှင့်ငါသည်ယခုသွားတော်လဲ တင်တို့စီတို့လာအောင်မီဟုငါပြောသောစကားကိုတင်တို့ကြားရကြပြီတင်တို့သည်ငါကိုချစ်လျင်ခမည်းတော်ထံသို့ငါသွားမီကိုဝမ်းမြောက်ကြလိမ့်မည်အကြောင်းမူကားငါခမည်းတော်သည်ငါထက်သာ၍ကြီးမြတ်တော်မူ၏ထိုအမှုအရာရောက်သောအခါတင်တို့သည်ယုံကြည်စေခြင်းကမရောက်မီယခုပင်တင်တို့အားငါပြောနေပြီယခုမှစ၍ ငါသည်တင်တို့နှင့်များစွာမပြောရအကြောင်းမူကားဤလောကကိုအစိုးရသောမင်းသည်လာစေဖြစ်၏လာတော်လဲငါ၌အဘယ်အခွင့်အရာကိုမျှမတွေ့ရငါသည်ခမည်းတော်ကိုချစ်သည်ကို၎င်းခမည်းတော်မာထားတော်မူသည့်အတိုင်းငါပြုသည်ကို၎င်းလောကီသားတို့သိမိအကြောင်းကြီးဤအယက်မှထ၍ ွားကြကုန်အံ့ရှင်ယောဟန်ခရစ်ဝင်ခန်းကြီး15ငါသည်မှန်သောစပြည့်ွယ်ပင်ဖြစ်၏ငါခမည်းတော်သည်လည်းဥယင်ဆောင်ဖြစ်တော်မူ၏ငါ၌အသီးမသီးသောအခက်ရှိသမျှတို့ကိုခုတ်ပစ်တော်မူ၏အသီးသီးသောအခက်ရှိသမျှတို့ကိုတာ၍သီးစီခြင်းကတုတ်တင်ရှင်းလင်းတော်မူ၏ သင်တို့သည်ငါဟောပြောသောစကားအဖြစ်ယခုပင်ရှင်းလင်းလျက်ရှိကြ၏။ငါ၌တည်နေကြလော့။ငါသည်လည်းသင်တို့၌တည်နေပြီ။သပြစ်ခတ်သည်အပင်၌မတည်လျင်ကိုယ်လိုလျောက်အသီးမသီးနိုင်တကဲ့သို့သင်တို့သည်ငါ၌မတည်လျင်အသီးမသီးနိုင်ကြ။ငါသည်သပြစ်နယ်ပင်ဖြစ်၏။သင်တို့သည်အခက်များဖြစ်ကြ၏။အကျဉ်သူသည်ငါ၌တည်၍ငါသည်လည်းသူ၌တည်၏။ ထိုသူသည် များစွာသောအသီးကိုတည်တတ်၏ငါနှင့်ကွာလျင်တင်တို့သည်အပေအမှုကိုမျှမတတ်နိုင်ကြငါ၌မတည်သောသူသည်သွေးချောက်သော အခက်ကဲ့သို့ပြင်သို့ ဖြစ်လိုက်ခြင်းကိုခံရ၏ထိုသို့သော အခက်များကိုလူတို့သည် စုသိမ့်၍မိသည်သို့ချလိုက်ကြသဖြင့်မိလောင်ခြင်းသို့ရောက်ကြ၏တင်တို့သည်ငါ၌တည်၍ငါစကားသည်တင်တို့၌တည်လျှင် ်သင်တို့သည်တောင်းကျင်သမျှကိုတောင်း၍ရကြလိမ့်မည်သင်တို့သည်များစွာသောအသီးကိုတီးသောအဖြစ်ငါခမည်းတော်သည်ဘုံထင်ရှားတော်မူ၍သင်တို့သည်လည်းငါဤတပည့်မှန်ကြလိမ့်မည်ခမည်းတော်သည်ငါကိုချစ်တော်မူတကယ်သို့ငါသည်သင်တို့ကိုချစ်၏ငါ၏ချစ်ခြင်းမေတ္တာ၌တည်နေကြလော့ငါသည်ငါခမည်းတော်၏ပြည့်ညက် တို့ကိုစောက်ရှောက်၍ခမည်းတော်၏မြစ်တာ၌ကြီးနေတကဲ့သို့သင်တို့သည်ငါပညာတို့ကိုစောက်ရှောက်လီငါပြစ်တာ၌ကြီးနေကြလိမ့်မည်သင်တို့၌ငါဝမ်းမြောက်เสียအကြောင်းတည်စေခြင်းက၎င်းသင်တို့ဝမ်းမြောက်เสียအကြောင်းဆုံးလင်းစေခြင်းက၎င်းဤစကားကိုသင်တို့အားငါဟောပြော၏ငါပညာဟူမူကားနာဒီတင်တို့ကိုချစ်တည်နီတူ သင်တို့သည်အချင်းချင်းချစ်ကြလော့ကိုအဆွေတို့အဖို့အလို့ငါကိုအသက်ကိုစွန့်ခြင်းမေတ္တာထက်သာ၍မြတ်သောမေတ္တာသည်အဘယ်သူနိုင်မြမရှိ သင်တို့သည်ငါပညာသမားတို့ကိုကျင့်ဆောင်သည်ငါ၏အဆွေဖြစ်ကြ၏ယခုမှစ၍ငါသည် သင်တို့ကိုကြုံဟု၍မခေါ်ကြုံမူကားကိုယ်သခင်ပြုသောအမှုကိုမသိ တင်တို့ကိုအဆွေဟူ၍ငါခေါ်၏အကြောင်းမူကားငါသည်ခမည်းတော်ထံ၌ကြားသမျှသောအရာတို့ကိုတင်တို့အားငါပြတတ်၏တင်တို့သည်ငါကိုရွေးကောက်ကြသည်မဟုတ်ငါသည်တင်တို့ကိုရွေးကောက်သဖြင့်တင်တို့သည်သွား၍တည်ကြည်သောအသီးကိုသီးမိအကြောင်းနှင့်ငါနာမကို အမိပြု၍ခမည်းတော်မှတောင်းသမျှတို့ကိုရမိအကြောင်းတင်တို့ကို ငါခံထား၏သင်တို့သည် အချင်းချင်းချစ်စေခြင်းငါဤပညာတို့ကိုငါပေး၏လောကီသားတို့သည် သင်တို့ကိုမုန်းခြင်းသင်တို့ကိုမမုန်းမီငါကိုမုန်းကြသည်ကိုသိမဲ့ကြလော သင်တို့သည် လောကီနှင့်ဆက်ဆံလျင်လောကီသားတို့သည်မိမိတို့နှင့်ဆက်ဆံသော သင်တို့ကိုချစ်ကြလိမ့်မည်သင်တို့သည် လောကီနှင့်မဆက်ဆံဘူး လောကီထဲကငါရွေးကောက်တော်သူဖြစ်သောကြောင့်လောကီသားတို့သည်တင်တို့ကိုမုန်းကြ၏ကျွန်သည်မိမိသခင်တဲ့တာ၍ကြီးမြတ်သည်မဟုတ်ဟုငါပြောခဲ့ပြီးသောစကားကို အောင်မိကြလောသူတို့သည်ငါကိုညင်းဆဲလျင်တင်တို့ကိုညင်းဆဲကြလိမ့်မည်ငါစကားကိုနားထောင်လျင်သင်တို့ဤစကားကိုနားထောင်ကြလိမ့်မည်ထိုသူတို့သည်ငါကိုစေလွတ်တော်မူသောသူကို မတိသည်ဖြစ်၍ငါ၏နာမကြောင့်တင်တို့အားထိုအမှုရှိသမျှတို့ကိုပြုကြလိမ့်မည်။ငါသည်လာ၍ထိုသူတို့အားမဟောမပြောလျှင်သူတို့၌အပြစ်မရှိ။ယခုမူကားမိမိတို့အပြစ်ကိုဝတ်၍မထားနိုင်ကြ။ငါကိုမုံသောသူသည်ငါခမည်းတော်ကိုမုံ၏။ငါသည် အခြားသူမပြုဘူးသော အမှုကို ထိုသူတို့ရှေ့မှ မပြုလျှင် သူတို့၌အပြစ်မရှိ။ယခုမူကား ူတို့သည်ထုံမှုကိုမြင်ရ၍ငါနှင့်ငါခမည်းတော်ကိုမုန်းကြ၏တို့ဖြင့်လင် အကြောင်းမရှိဘဲငါကိုမုန်းကြ၏ဟု သူတို့၏ပညာတိကျမ်းစာ၌ရေးထားသောစကားသည် ပြည့်စုံခြင်းသို့ရောက်သည်ခမည်းတော်ထံမှထွက်လာ၍တမန်တရားနှင့် ပြည့်စုံသောဝိညာဉ်တော်သည်ဟုသော ခမည်းတော်ထံမှသင်တို့စီတို့ငါစီလွတ်လက်တတ်သော ဥပစေစီရသည် ရောက်လာသောအခါငါ၏အကြောင်းကိုသက်သေခံလိုက်မည်သင်တို့သည်လည်းရှေးဥစွာမှစ၍ငါနှင့်အတူရှိနေသောကြောင့်သက်သေခံရကြလိမ့်မည်ဒီကနေ့ဖတ်ကြားသွားတဲ့နှုတ်ကပတ်တမန်ကျမ်းစာတော်မြတ်ကတော့ရှေးယောဟန်ခရစ်ဝင်ခန်းကြီး73မှ95အထိဖြစ်ပါတယ်။ကြားနာရသူပေါင်းဖျားသခင်ကောင်းကြီးပေးပါစေ။